အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမဝင်းဝင်းမြင့်နားတော်ရှိရေးသားတော်တခုခုပေါ့ဟဲလို့အမိရတဲ့ရတဝတ္ထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာတခုခုပေါ့ဟဲအခန့်တအဝါရောင်အင်းကြီးကိုပဲဝဲတော်မြည်ဟုဆုံးဖြတ်လိုက်သည် ထိုဆုံးဖြတ်ချက်ကြောင့်ပင် ဖြူလုံးကိုသည်လှသက်တဲ့လှရန်အမှန်ပင်လိုအပ်လာလေသည်အင်းကြီးအဝါဆိုတော့လုံကြီးကလည်းအင်းကြီးနှင့်လိုက်ဖက်မြည် ရွှေရောင်တောက်တော့ပေါ်မှာအနက်ရောင် support အပြောက်ကလေးများပါသည်လုံကြီးကိုရွေးလိုက်သည်နှထင်းပေးမှဇပင်အနေငယ်ကိုယူကကလစ်အဝါရောင်ဖြင့်ပင့်ပြီးတွယ်လိုက်သည်အနောက်ဘက်ကဇပင်ကိုကိုကိုကောက်ကောက်ကလေးကိုတော့ပွတ်သွားအောင်ဘေးနဲ့နာနာရှိပြီးရှေ့ဇပင်ကိုအမောက်လို့နှစ်ဖူးပေါ်ကဆိုင်ရင်စအနေငယ်ကိုအုံးစီနဲ့ပုတ်ပြီးအချောင်းလိုက်ရှာမျက်နှာမှာလည်းတဏ္ဍခါဝဝါကိုတိတ်ရွက်ပုံနဲ့ဘကွက်ကွက်လိုက်သည် ဖြူလုံးတစ်ခေါလုံးမှာအလှပအတွက်ပူပင်စရာဆိုလို့မျက်လုံးတစ်နေရာပဲကြံတော့သည်ညကငိုထားသည့်အချိန်နှင့်မျက်ခုံများအနှဲငယ်အံ့မို့ပြီးနေကျင်နေသည်ရေဝေဝေပေါ့လေကြံနေရာတွေမှာဘလောက်ပင် ဖုံးကွယ်ဆဲလဲထားပေမဲ့ဟန်ဆောင်ရန်ခက်ခဲလာတော့မျက်ဝန်းအစုံနေအသက်မပါသောအပြုံတို့ကြောင့်ဖြူလုံးအလှအပြတ်မခံနိုင်ပါဖြူလုံး၏ဆုံးဖြတ်ချက်သည် ဖြူလုံးချောင်းမြီဘဝခရီးအစအတွက် တလူလူလွင့်နေသောအလံကလေးဖြစ်နေစေရမည်တာဝရင်တာနတ်တို့စစ်ထွက်တဲ့အခါတရားမင်းကမှားလိုက်တဲ့စစ်တရင်နတ်စစ်တီတို့ကြောက်လန့်စိတ်ဝင်လာခဲ့ရင်ငါတို့စီးနင်းလိုက်ပါလာကြတဲ့ဝင်းစရန်တာရဲ့ဒဂုံအလံပြားကိုမော့ကြည့်ပြီးငါတို့အရှင်တရားမင်းလည်းငါတို့နဲ့အတူရှိနေတယ်လို့အာယုံပြုလိုက်ကြောက်လန့်စိတ်တွေပျောက်ပြီးတတ်တီတွေဝင်လာလိုက်မယ်ပြီးတော့ဆက်တိုက်ကြအောင်မြင်လိုက်မယ် ုံပြောကောင်းသောအဖေးအတန်များကိုအလိုလိုကြားနေမိသည်ကြောက်စိတ်တွေစိုးရင်စိတ်တွေဝင်လာလျင်ဖြူလုံးဤဆုံးဖြတ်ချက်အလံကလေးကိုမော့၍မော့၍ကြည့်ရမှာပေါ့ဖြူလုံးအလုံးတစ်ခုခုအမြန်ဆုံးလုပ်ရမည်ဘာမှတွေ့ဝင်နေစရာမလိုကြောက်ရွံ့စရာလည်းမရှိဖြူလုံးကတယောက်တည်းမှမဟုတ်တော့တာအိုးချက်เสียရကြီးရင်ထဲမှာလှက်လက်လှက်လက်နေချက်ပြီးပြီးချင်းမှာပင်အဲ့ဒီတယောက်ကိုဖြူလုံးတတိရသွားသည်မြောက်နေပေါ့ ဒီကနေ့အတွက်တော့မန္တလေးတောင်ပေါ်မှာအချက်အသေးဆုံးမိန်းကလေးသည်ဖြူလုံးဖြစ်ပြီးအပျော်ရွှင်ဆုံးသောကောင်ကလေးမှာမြောက်နေကလွယ်ပြီးဘသူမှ ဖြစ်နိုင်မည်မထင်ပါအခန်းနေ့အသားမစားသောရှင်သေးကြီးနှကောင်သည်ဖြူလုံးကိုကျင်နာစွာ ငေးကြည့်နေကြသည်ဟိုတချိန်ကတော့အမျိုးမျိုးအနေနဲ့မှလာကြသောခုနှစ်ရသားသမီးများသည်ရှင်သေးကြီးများ၏ရှေ့မှခေါင်းနှင့်မူးနောက်ပြီးမျက်စိရှုပ်လောက်အောင်စီကားခဲ့သည်ဖြူလုံးတို့ငငယ်တုန်းကပေါ့ အခုချိန်မှာတော့ရှင်သေးကြီးများရဲ့ရှေ့မှာရှင်းလင်းနေကြသည်လေကရီများကိုဖြူလုံးဤဖဏတ်မှာပါသောရှေးတော့တန်တန်မာမာများကဝါးမျိုးပြစ်လိုက်သည် တောင်ကြီးဖွားအောင်မဟုတ်လားဖြူလုံးဤအတွေ့အထဲမှာမြောက်နေဘွားကနေပေါ်လာပြန်သည် ထုံးစံအတိုင်းပြောင်ချောချောမျက်နှာပြင်းနေပေါ့ပြီးတော့ပြောအောင်ပါဘာတောင်ကြီးဖွားအောင်လေတောင်ကြီးကားအောင်လို့အဲ့ဒီတယောက်ကို ဖြူလုံးစကန်တိုင်းမလို့ကျင်တော့ပါ ဖြူလုံးကြီးမျက်စိအောက်မှာပင်ဖြူဖြူနီနီဝါဝါကားကလေးများတောင်ပေါ်သို့တက်နေကြလေပြီဖြူလုံးတို့ကတော့ယခုထက်တိုင်လှေကားတွေပေါ်ကိုရှေတောင်းနဲ့ကြိုးစားပန်းစားတက်နေကြသည်ဖြစ်သည်တခြားသူတွေကတောင်ပေါ်ကိုကားနဲ့အလွယ်တကူတက်နိုင်ကြပြီမွေကြီးနှက်ကောင်ထိရောက်အောင်ဓာတ်လေကားနဲ့အစွင်သားတက်နိုင်ကြလေပြီဖြူလုံးတို့တက်တတ်မဟုတ်အဖေတို့အမေတို့တသက်ပင်တခါမှမကြုံဘူးသောအလွန်လှည့်မြန်သည့်အပြောင်းလဲများသည့်အံ့ဩဖွယ်ကောင်းလွန်လာ၏ စားနောက်ကတွားနောက်ကဒုက္ခဖြစ်တော့သူများအရင်ဟိုအဖေကဖြူလုံးလို့မောင်နှမတွေကိုခဏခဏချိန်ပေါင်းသည် အမေကို စိတ်တိုင်းမကြလျင်လည်းအဖေကဒီအတိုင်းမင်းပြက်တော့ပြက်တော့ပြောလေရှိသည်ထိုအခါအမေကအဖေကိုအဲ့ဒီတည်းမှာရှင်ရထိတ်ဆုံးကလေဟိုပြန်၍အငေါ်တူးသည်အိုးဘာများထူးခြားလို့လဲဖြူလုံးတို့မိသားစုတို့သည် အဖေစကားအတိုင်းဒုက္ခဖြစ်တော့သူများအရင်ရှာရှာလည်နေစေဖြစ်ပါသည် ရောက်နေရဲ့ကျေးဇူးကြောင့်ပါပဲ။ဒါတောင်ဖြူလုံးမှာစဉ်းစားလိုက်ရတာအကြကြီး။နေတိထားဖို့ကလေမလို့အဖက်နဲ့တော့နေရာတကာမှာမာနတွေတိတ်မကြီးပါနဲ့ဟာ။မလို့ရှင်ပေမဲ့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ရဲတာလည်းတက်တည်ပဲတဲ့။မြောက်နေကဖြူလုံးကိုပြည့်ပြည့်သားသားပြော၍ရဲစေးပေးခဲ့သည်။အခန့်တော့ဖြူလုံး၏နောက်မှာနေကားတွေများကြံ့ရိတ်ခဲ့သောအခါဖြူလုံးသည်ပို၍မြင်သောနေရာမှာလောကကိုမြင်ခွင့်ရလေသည်။ မြို့မွေတွေလားဖုံတွေလားမသိဝေဝါးနေသောမြင်ကွင်းတွင်ဘာကိုမှတဲတဲကွဲကွဲမတွေ့ရနေအောင်ကြီးကလည်းပြပြတတကြီးကြီးမြမြထွက်မလာသည်လေကတော့တုံတုံဖြူဖြူတိုက်နေသည်ဇောင်းနှန်းအနီးမှတဲပင်များ၏အယောင်မှာခတ်မွဲမွဲအယောင်ဖြစ်သည်စိမ့်တချို့ဝါတချို့ခောက်အိုအပင်များမှာတမာပင်ပြိုကလေးတပင်ကချာချာပါပါရွက်နုကလေးတွေထွက်နေသည်အစိမ်းရောင်ပေါ်မှာအဖြူရောင်နှင့်ရေထားသော တောမတ်မြေသားရေတိုက်စား၏ဆောင်ဘုတ်ကိုဖတ်ရင် ဖြူလုံးတွင်မိသည်မြေပေါ်မှာရေတိုက်မစားအောင်တစ်ပင်တွေလိုသလိုပတ်ဝန်းကျင်ရဲ့တံကိုခံနိုင်ဖို့လူတွေမှာငွေလိုတယ်ကုသနာယုံအင်ဂျင်တော်ခြေတော်ရာပါရဇေဒီနစုတန်ဖုတ်တွေရက်တော်မူဖျားပြည်လုံးအေးဖျားတို့ကိုဖျက်ကျော်လာခဲ့ပြီးသည့်နောက်ပြည်လုံးချမ်းသာဖျားကိုရောက်ပါသည်ဒီဖျားကိုဖြူလုံးမဖူးဘဲမနေနိုင် ဖျားချီခိုးရင်ရင်ထဲ၌ဝမ်းနည်းမှုကိုစုလိုက်လာသည်အမေဈေးထန်ရောင်းနေကြကွက်ပစ်ကလေးကိုဖြူလုံးမကြည့်ချင်နောက်ပြီးအဖေထိုင်နေကြအုတ်ခုံကလေးကိုလည်းတမင်အကြည်လွှဲထားလေသည်ငိန်သက်ချောက်တွေ့နေပေမဲ့ဖြူလုံးတို့တတ်တန်းတစ်ချောင်းနေလာခဲ့တော့နေရကလေးကတော့ဖြူလုံးကိုဆွဲဆောင်မှုတွေပြုနေသည်ဒီနေရာလေးအတွက်ညကမျက်ရည်ကျခဲ့သည်အတက်ကလေးရတဲ့ရှည်စီလိုမြန်နန္ဒာနေဂျိုတန်မန်းတောင်ရိတ်ခို့ ဆိုသောကဗျာကလေးကို အမည်မသိသောရှေးစာသူတို့အုပ်ကပေးခဲ့သည်ဟုဖြူလုံးတို့ခုနှစ်တန်းကဗျာစာအုပ်ထဲတွင်တင်ခဲ့ရပါသည်တခြားသူတွေအတွက်ကဗျာသဘောနဲ့လင်္ကာတွေတုံးပြီးမန်းတောင်ရိတ်ခိုဘာညာနဲ့ရေးခဲ့ဆိုခဲ့ကြပေမဲ့ဖြူလုံးတို့ကတော့တကယ်ကိုပင်မန္တလေးတောင်တော်ရဲ့အရေးကိုခိုကစာဝန်နေရေးအတွက်အသက်ရှူနေကြသူများပင်ဖြစ်ပါသည်။ဖျားဖူးတွေများလေလေဖြူလုံးတို့ဝဝစားလှလှဝဲပျော်ပျော်နေနိုင်ကြလေသည်။ အဖေတို့အမေတို့တသက်ဖြူလုံးတို့တသက်မှာမန်းတောင်မြေမှာမွေးမန်းတောင်ပေါ်မှာကြီးဆိုတော့လေဘုံတော်တို့ရက်ကွက်မှာဖြူလုံးတို့အိမ်ကလေးကို ကို့အိမ်ကို့ရာဟုသဘောမထားကြပြီလုံးချမ်းသာတစောင်းမှာ ဖြူလုံးတို့ဤစိတ်ပတိဆိုင်ကလေးကိုသာကို့အိမ်ကို့ရာဟုမှတ်ထင်ခဲ့ကြသည်ကိုတော့ဒီနေရာလေးကို ဖြူလုံးတို့စွန့်ခွာရပြီတော့မည်အခန်းလေးဖြူလုံးသည်စိုင်တမော့ဖျားကိုရောက်ရန်အလွန်မဆောက်သောလေကားကြီးကိုတက်ခဲ့ရသည် တလရန်များကိုအားပြုပြီးအားနှင့်မှန်နှင့်တက်ခဲ့သည်မျောလင်းချက်တို့ဖြင့်တက်ခဲ့သည်သို့တော်လေကားတဲ့ပေါင်းများစွာက ဖြူလုံး၏အင်အားများကိုစုပ်ယူစားတုံးလိုက်ကြသည်ရှေ့တလုံးကြက်သားတွေတင်ပြီးရှေ့ဘွားတွေကလည်းကျိန်လာသည်နှစ်ဖူးမှရွှေတို့သည်လည်းလေကားတဲ့များပေါ်သို့ပူပူပေါက်ပေါက်ကြာဆင်းကုန်ကြသည်အပေါ်ဆုံးလေကားတွေကိုခြေချပြီးတော့အခါလမ်းဆက်၍မချောက်နိုင်အောင်ပင် မောသွားသည်အနည်းဆုံးအုတ်ကလက်ထိုင်ပေါ်သို့ရှေ့ပြက်လက်ပြက်ထိုင်လိုက်လေသည် အမိုးဆောင်တန်းလူတဲ့အလူချင်းတွေ အုတ်ကလည်းထိုင်လှူတဲ့အလူချင်းတွေကိုဖြူလုံးကျေးဇူးတင်နေသည်ဇောင်းနှံအမိုးပေါ်သို့မော်၍အလူချင်းမြေများကိုဖတ်ကြည့်လိုက်သည်ဥကျော်စိုးဒေါ်တန်နာရန်ကုန်နဲ့ရန်ကုန်ကတထေးတွေဖြစ်မယ်အုတ်ကလည်းထိုင်ကကပီးကိုဆက်၍ဖတ်ကြည့်သည်ကိုကြောက်ခဲမတ်တန်တာသမီးမြေတစုကောင်းမှုမြင်းမှုတဲ့အင်းဘလောင်များကောင်းမှလိုက်မယ်မိသားစုလည်းမတည်ဘူးဟုတွေးပြီးသဘောကျသွားသည်ကောင်းပါတယ် လင်ကကြောက်ခဲမရားကတန်းဆိုတော့တယောက်နဲ့တယောက်အနိုင်မခံအရှုံးမပေးပေါ့အင်းဒီလိုလည်းမဟုတ်သေးပါဘူးထင်ပါရဲ့လေတာသမီးမြေးတစုဆိုတော့သူတို့အိုအောင်မင်းအောင်ပေါင်းနိုင်တာတယောက်နဲ့တယောက်ညှိညိနိုင်နိုင်ရှိကြလို့နေမှာအဖေနဲ့အမေလိုပေါ့ဖြူလုံးတို့ငငယ်တုန်းကတော့အဖေကအေးအေးအမေကပူပူဖြစ်သည် အဖေကနန္ဒပတိရဲတရာအသာပတိမျိုးကိုလှုပ်သူဖြစ်သည် ခဏရသားသမီးများကမိမိတို့၏မွေးနှင့်မွေးနှံနှင့်တက်ဆိုင်သောအသားကိုအဆောင်ပတိလှုပ်လို့လည်းအဖေထံလာကြသည်ဘေးတင်ဆရာများနှင့်အဖေတို့ကဆက်သွယ်ထားသည် ထို့ကြောင့်အဖေဆိုင်ကနာမည်ကြီးလေသည် အမေကတော့အဖေပြုလုပ်သော ပတိများဖျားပုံတော်များနှင့်ဇတိုးလေးကအစားရင်းတိုးလေးကအစားလက်ဆောင်ပစ္စည်းကလေးများကိုပြည်လုံးချမ်းသာဖျားတစောင်းမှပင်ဆိုင်ကလေးဖွင့်ထားသည် ထို့အချိန်ကအဖေစီးပွားရေးသည် အနီးအနားကဆိုင်များထက်ပို၍ကောင်းသည် ဒီလုံးတော့မာရမ၄ယောက်ကိုမညှိုးငယ်ရအောင်ကြွေမွေးကြောင်းထားပေးနိုင်ခဲ့သည်အမေကအဖေအချိန်ဝါနဲ့ဘေးပတ်ဝန်းကျင်ဆိုင်ကလေးများပေါ်မှာဩဇာရှိခဲ့သည်အဖေကတော့အမေလိုမဟုတ်အလွန်အေးပြီးသဘောကောင်းလာသူဖြစ်သည်စကားသိပ်မပြောဘဲအလုပ်ကိုသာတွင်တွင်လုပ်သူဖြစ်သည်အမြဲတမ်းပြုံ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 းနဲ့သူတစ်ပါးကိုလည်းအာနာတတ်သည်ဒါပေမဲ့အဖေကိုအပြင်အေးပြီးအတွင်းပူတဲ့မီးတောင်ဟုအမေကခဏခဏပြောဘူးသည် အလွန်အေးသောအဖေရင်ထဲမှာမာနာတရားရှိသည်ပြီးတော့အမှန်တရားလည်းရှိသည်အပြောစုံနေပေမဲ့တခွန်းပြောလျင်ပြောသလောက်မှန်သည်အဖေနှင့်ပတ်သက်၍အသက်အရွယ်အချိန်ကာလနှင့်အကြောင်းအရာအလုံးသည်ဘယ်သောအခါမှတတ်တမတည်းရှိမနေသည့်အကြောင်းကိုပြုလုံးကတော့လက်တွေ့ကြကြယုံကြည်လိုက်ရလေပြီအဖေအရသမားကြီးဖြစ်သွားသည့်အချိန်မှစ၍ဖြူလုံးသည်လူလောကအကြောင်းကိုဝိုးတော်ဝါစံတဲ့အတိတ်ပဲဖော်ကြည့်မိတော်သည် အပြိုင်ဆိုင်ကိစ္စအလုံးနဲ့တွင်စီးပွားပြိုင်သည်ကြောက်စရာအကောင်းဆုံးဖြစ်မိထင်ပါသည်သမုဒ္ဒရာရေကိုတူတူမျှဝေတောက်တာမျိုးမဟုတ်ပဲလက်ဝဲကြိုးဝိုင်းထဲမှာအလဲထိုးသလိုတစ်ဖက်ကိုတက်ရှင်သောစီးပွားတူတွေပေါ်လာတတ်တာမျိုးမိမကပူညာပူညာလောက်တာတမျိုးဖြူလုံးတို့မောင်နှမတွေမလိမ်မာတာက တမျိုးနှင့်အကြောင်းအမျိုးမျိုးကြောင့်အဖေအရက်တောက်သည်နည်းနည်းတောက်၍များများမူပြီးကြမ်းကြမ်းရမ်းသည် နောက်တော့အဖေကရမ်းကျင်နေမူတော့သည်မူးလျင်ရမ်းတော့သည် တန်ဝန်းကျင်ကအနှဲငယ်တော့ငြိမ်ကြသွားသည်တည်ငြိမ်သောအချိန်ဒီမှာလှုပ်ခတ်လာသည်ကတော့ဖြူလုံးတို့မိသားစု၏စီးပွားရေးပင်ဖြစ်သည် စီးပွားရေးကြလေလူမှုရေးရှုပ်လေလေဖြစ်သည်အစာစာသူတို့၏ဒေါသမုန်တိုင်းကပြင်းထန်လာသည် ထိုအချိန်မှာအဖေကပူပူအမေကအေးအေးဖြစ်လာသည်မြောင်းနေနေဖြူလုံးတို့ကတော့အဲ့ဒီလိုမျိုးအဘူအေးမြမြတာတာပေါန့်ဖတ်နိုင်ကြပါမလားမြောင်းနေနေပတ်သက်၍ဖြူလုံးမှာအချိန်ကြာကြာစဉ်းစားကြရသည် အခုချိန်မှာတော့တောင်ပေါ်ဆိုင်တန်းတစ်ချောင်းမှာမြောက်နေကမင်းသားဖြစ်နေပြီချိုးကလည်းအလွန်များသည်ဂျင်းပေါင်းမီနဲ့တီချက်နဲ့တခါတလေဘောင်းမီပေါက်ပွားကြီးနဲ့ဘောင်းမီတို့ကြီးဝက်လာလျင်တော့ဖြူလုံးကအလွန်မုံပြီးဘောင်းမီတို့ကြီးနဲ့ဆိုငါအနာမကတ်နဲ့ဟိုစူပူမောင်းမဲ့သည် ဖြူလုံးကသာသူ့ကို ဟောက်လာဟန်လာလုပ်ပေမဲ့သူ့ကိုကိုနီကိုနီနဲ့မျက်နှာသာပေးသူတွေကလည်းရှိသေးသည်မြောက်နေ၏နာမည်ရင်းကမျက်နီဖြစ်သည်မြောက်နေတို့အဖေက ဓာတ်ပုံစရာဖြစ်ပြီးဖြူလုံးတို့ဆိုင်ကလေးနဲ့မျက်နှာချင်းဆိုင်မှာမင်းမြက်နီလာဓာတ်ပုံဆိုင်ကိုဖွင့်ထားသည်ဖြူလုံးတို့မြောင်းနီတို့ကငယ်တငယ်ချင်းတွေပေါ့အဖေကကြာသာပရိသမီမို့ဖြူဖြူတန်းဟုမှဲ့ခေါ်ထားတော်လဲဝါဝကေကေဖြူဖြူဖွေဖွေသမီကလေးကိုဖြူလုံးဟုရှစ်စနိုးခေါ်ကြနေသည်ဖြူလုံးဆိုတာခွေးနံပဲဟာဖြူလုံးဖြူလုံးအို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 းဟိုမြောင်းနီကစလည်ရင်အိုး ပိန်ပိန်လေးလေးမဲချောက်ချောက်စုပ်ရှွန်းရှွန်းနဲ့ပုံစံကိုကလူနဲ့မတူဘူးမြောက်နဲ့တူတယ်။နင်းနာမဲကမျက်နှာမဟုတ်ဘူးမြောက်နေ။အဲ့ဒီလိုရံတွေဖြစ်ကြရင်ခုတော့မြောက်နေကဖြူလုံးကိုမိဖြူဖြူလေးဟုပြောင်းခေါ်သည်။ပြီးတော့တန်လိုက်တတ်ပါသောမျက်လုံးကြီးတွေနဲ့လူလေးလျင်စိုက်ကြည့်သည်။ရှိုးရှင်တွေလည်းမကြခဏကြွေးသည်။ပြီးတော့ပြီးတော့ရှစ်တယ်ကြိုက်တယ်နဲ့စကားဆန်းတွေပြောလာလေတော့သည် ဖြူလုံးကလည်းသူ့ကို ပန်းဆိုင်ကကောင်မလေးနဲ့တဝင်းတို့ဓာတ်ပုံလာရိုက်တဲ့ကောင်မလေးတွေနဲ့တဝင်းတို့ပြီးခဏခဏရန်လို့စိတ်ကောက်ရသည်ငါဘသူ့ကောင်မစိတ်ဝင်စားပါဘူးရှူလေးရဲ့တကယ်ပါနေမနေနေမယုံပါဆိုလို့ငါပန်းဆိုင်တွေဘက်ကိုတော့မသွားဘူးငါကိုဘယ်အချိန်ထိစောင့်ကြည့်နေမှလဲဟာစဉ်းစားရင်စဉ်းစားရင်ကြာရင်ဟိုဘက်ရောက်သွားလိမ့်မယ်မြောက်နေဘိုးဘွားရိတ်တာဘက်တို့လမ်းညွှန်ပြသည်မြောက်နေကအဲ့တလိုအပြောကောင်းလေလေတွေ့ဝေစဉ်းစားရလေပင်ဖြစ်တော့သည် မြောင်းနေနဲ့ဖြူလုံးတို့ဘဝကြီးအစားကတူကြမလို့လို့နဲ့တဖြည်းဖြည်းကွာခြားမှုတွေများလာသည် ဖြူလုံးကမြောင်းနေကိုလိုက်မမိတာတွေရှိနေသည်မန္တလေးတောင်ပေါ်မှာစီးပွားချတဲ့လူချင်းတူပေမဲ့ဖြူလုံးတို့မတိတာတွေကိုမြောင်းနေကသိသည်စီးပွားရေးမှာလက်မြင်သည်သူဤတောင်ပေါ်ဓာတ်ပုံဆရာလေးဘဝကိုတောင်ပေါ်မှာမပြီးဆုံးစေရပဲရေးရှုတရုတ်တန်းမှာရှိသည့်ဓာတ်ပုံဆိုင်ကြီးများနဲ့အဆက်အသွယ်ချကဓာတ်ပုံပြိုင်ပွဲဝင်တာတွေ့ မျက်နှာပုံဓာတ်ပုံရိုက်တာတွေပြီးတော့ဗီဒီယိုရိုက်တာတွေလုပ်နေသည်စမ်းသပ်စူးစမ်းနေသည်ဖြူလုံးကို သူကပဲအကြံပေးသည်အရင်နေ့မရှိလို့ထိုင်နေတယ်ဆိုတာကတော့အထိပယ်မရှိဘူးဒီခေတ်မှာတိတ်လာတဲ့ကောင်မလေးတွေကယင်းဒီကသူတို့ရဲ့အလှပပဲဘာဘာပြောတယ်ငါ့ကိုနင်ကဟာနင်တိတ်လောပါကြီးတာပဲဖြူလေးရဲ့ထစ်ဆိုဒေါသကြီးဖို့ပဲ ငါပြောတာဆုံးအောင်နားထောင်ပါဦးနောက်ပြီးမန္တလေးမြို့ကြီးမှာဘာတွေဖြစ်နေသလဲနည်းနည်းပါးပါးနားဆွင့်ပါဟဲ့ကုန်တိုင်ကြီးတွေစတိုးဆိုင်ကြီးတွေချွေဆိုင်ကြီးတွေမှာအယောင်းကူလေးတွေနင်းတို့အရွယ်လေးတွေပဲနင်းလည်းဟုတ်အဝေးကြီးမသွားနိုင်ဘူးထားတောင်ပေါ်ကအစားအသောက်ဆုံးရောင်းတဲ့ဆိုင်ကြီးတွေမှာအဲ့ကြယ်တွေလုံးနေအဲ့ကြိုတွေလုံးနေတယ်လေလောက်ကြည့်ပါလားအင်းပြောတော့လွယ်တယ်ငါ့မှာဝိစရာဘာမှမရှိဘူးဟဲ့နောက်တော့ဖြစ်လာမှာပေါ့ဟိုက အဝယ်စားဆင်တာရှိတယ်။နေအတွက်ရှင်းတာရှိတယ်။ဥပုပ်တစ်ပတ်ရှင်းတာလည်းရှိတယ်။ညတာမနေ့စားလည်းဟိုမှာကျွေးမှာ နေကလှပါတယ်ဟာ။ဒီအတိုင်းအိမ်ထဲမှာထိုင်ပြီးညီးနေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူး။နေရလှပါကို လူမြင်တော့လေ။နောက်နေဖြစ်ရှင်တဲ့မျက်နှာဖုံးလို့ဘာလို့ဓာတ်ပုံရိုက်လို့ရတာဗောတဲ့။အဖေသာအနားမှာရှိမြင်ဆိုလျင်တော့ဒီအလုံမျိုးကိုသဘောတူနိုင်မည်မထင်ပါအဖေဤစိတ်သည်အနေအေးသလောက်အလွန်မာပြီ ိုတစ်ချိန်ကဖြူးဖြူးဖြောင်းဖြောင်းနေခဲ့ဘူးသည့်အချိန်ဖြင့်တမီးကိုလှပတော့ရုပ်ရည်ဖြင့်ပြုလုပ်ရမည့်အလုံးမျိုးဗန်နီနီမြလှုပ်စေခြင်းမျိုးမဟုတ်ပါအခုအချိန်မှာတော့အဖေသည်ဖြူလုံးတို့နှင့်အတော်လေးအလုံးဝေးသောရွာကလေးတူရမှာရောက်နေသည်အဖေအမျိုးများရှိသောရွာကလေးမှာ အဖေသွားနေရရှာသည်ထိုတနေ့ကတော့ဖြူလုံးရင်ထဲမှာဆွဲနေအောင်မှတ်မိသောနေ့ဖြစ်ပါသည် ဖြူလုံးတို့ဇောင်းနှက်ဘက်ကိုတပြေးပြေးနဲ့ဖျားဘူးတွေအလာနေသွားတော့တောင်တော်ကြီးအမြင်ပိုင်းကိုပြောင်းချွေးကြရန်စိုင်းတိုင်းလုံးလိုစူးစမ်းနေကြသည်ဖြူလုံးတို့သည်ဗျာဒိတ်ပေးစင်းတို့တော့အထက်နားမှာနေရာရရန်စူးစမ်းကြသည်ရှိစုမဲစုစူးစောင်းထားတာလေးတွေထုခွဲပြီးစိုင်းအတွက်တစ်တစ်လင်လင်ပြင်ဆင်ဖို့အားကြိုးမှန်တတ်နေပေါ့စိုင်းနေရာလေးရရန်အဖေဘက်ကလည်းအစွမ်းကုန်အောင်ပြောတန်တဲ့သူပြော နေရာတဲ့မှာဆိုင်းကလေးတဲ့နဲ့စီးပွားပြိုင်တွေကိုပြန်၍အနာရရန်စူးစမ်းနေခဲ့ကြသည် တနေ့ရာနိုတနေ့ရာနိုနဲ့မျောကိုးခဲ့တော့လေနေရာတက်မှာစိုင်တက်တွေခင်းချင်းပြီးကြပြီ ရောင်းနေပြီဆိုမှဖြူလုံးတို့နောက်ကျခဲ့ပြီဖြစ်ကြောင်းသိခဲ့ရတော့သည်ထိုနေ့ကအဖေဒီအပြင်းထန်ဆုံးမူးခဲ့ရန်ခဲ့သည်အယူတယောက်လိုအော်ချင်ရာအော်ပြောချင်ရာပြောနှင့်ဖြူလုံးတို့မိသားစုမှာနောက်မီးကြခဲ့ရသည်မှတ်မှတ်ရရထိုနေ့ဒီအဖေအတွက်တုံ့ပြန်လောင်ကျွမ်းနိုင်သည့်အစွမ်းကုံဆုံးအစွမ်းကုံကုံဆုံးခဲ့သည့်နေ့ပင်ဖြစ်ပါသည် ထိုနေ့ဤနောက်မနက်မှစ၍အဖေငြိမ်သက်သွားခဲ့သည်ဘသူကိုမှစကားမပြောအစာလည်းမစားအရက်လည်းမတောက်တွေ့ဝေမှိုင်ငေးနေပါတော့သည်တဖြည်းဖြည်းနှင့်အဖေသည်လူနာဖြစ်မှန်းမသိဖြစ်လာခဲ့သည်နောက်တဖြည်းဖြည်းနှင့်ငိုလားရီလားဖြစ်လာသည်အမေမှာတော့ဆရာဝန်စီပြေးရမြမဆရာစီပြေးရပယောဂဆရာစီပြေးရစိုင်သည့်အတွက်ဆူထားသောငွေများအဖေအတွက်ဖြစ်သွားသည်နောက်တော့အဖေအိမ်ကပြောက်သွားပြန်သည် အဘူတပြင်းနဲ့ဟိုဒီဒီလိုက်ချတော့လဲမတွေ့တွေ့မဲ့တွေ့တော့အဖေက သူ့ဈေးရောက်နေကြဆောင်းတန်းကလေးမှာဗတိကလေးငါးကုန်နဲ့ကြေးစီတဲတဲလေးကိုထုကထုကပြောချင်ရတွေပြောနေတော့သည်အဲ့ရပေါ်မှာလဲနေတော့လူမမအတွက်ပူပင်ရတော့တော့ကတဲ့ဖျားဆောင်တန်းမှာကြေးစီထု၍မျက်လုံးအကြောင်သားနဲ့တတိလွတ်နေတော့လူမမအတွက်ပူပင်ရတော့တော့ကသည်ပို၍ပူလောင်လာ၏ ။ငယ်စဉ်ကစိုးခဲ့နှွဲခဲ့စိုးခဲ့ပူခဲ့သောအမေသည်အသက်ကြီးသောအခါအဖေကိုတားတယောက်လို ထိန်းတယ်လို့ထိန်းကြောင်းနေရချပါသည်။အဖေတို့ကမသားမယောက်ကို အကုန်တင်းကျုံอยู่သူကအမေပင်ဖြစ်ပါသည်။အမေကြိုးစားမှုနှင့်အဖေကိုဆေးရုံတင်ရသည်။ပြီးတော့ရန်ကုန်ဆေးရောကအထုပ်ခုဆေးရုံကြီးသို့ပို့ရသည်။အဖေနေကောင်း၍ဆေးရုံကဆင်းပြီးသောအခါစိတ်ပြောင်းစိတ်လွဲဖြစ်စဉ်အဖေကိုရွာသို့ပို့၍ပြုစုရသည် အဖေဒီသူ့အမျိုးတွေရှိတော့ရွာကလေးမှာစိတ်ရှမ်းသာစွာရှိနေနိုင်ပါမလားအမေကဖြူလုံးတို့မောင်နှမတွေစီမှာတလဲအဖေစီမှာတလဲကိုနေရသည်ဖြူလုံးအလုံးလုံးမြည့်အကြောင်းအမေနဲ့တိုင်ပင်တော့အခါမှာအမေမှာကန့်ကွက်နိုင်စွမ်းကုန်နေပြီဖြစ်သည်ကောင်းမထင်ရင်လောက်ပါ၏မဟုတ်တာတွေဖြစ်ကုန်မှာဆိုးတယ်ဟုစိတ်ညစ်ညစ်နဲ့ပြောသည်မြောင်နေကအပြောကောင်းကောင်းနဲ့အမေကိုကတ်ချွဲသည်အမေကမြောင်နေကိုတားရင်းလိုချစ်ခင်အားကိုးသည် မြောင်းနီတို့အမေကမြောင်းနီကိုမွေးပြီးနောက်တရက်မှာဆုံးသွားခဲ့တော့စိုင်းနီနာချင်းဖြစ်သောအမေကပင်မြောင်းနီကိုဖြူလုံးတို့နဲ့အတူတူကျွေးမွေးပြုစုခဲ့ရသည်မြောင်းနီကလည်းအမေနဲ့အဖေပေါ်မှာဖြူလုံးဤမောင်လေးတွေထပ်ပင်တိတက်လိမ်ပါသူဆိုတော့မြောင်းနီစကားကိုအမေကလက်ခံသည်ဖြူလုံးကသာအဖေသမီးပီတာစွာမာနာကြီးခြင်းစိတ်ကဖြောက်ပြက်ရန်ခက်ခဲနေသည်ကိုယ်ဆိုင်ကိုကူရောက်ရတာတော့ဘာအလိုရှိပါတလဲရှင် မမေးချင်ငယ်တော့ဖြူလုံးကသူများဆိုင်မှာသွားပြီးဧည့်ကျိုလောက်ရမှာတဲ့လားပြီးတော့လာမဲ့ဧည့်တွေကယောက်ျားမိန်းမအစင်အတန်းအမျိုးမျိုးအဖေမောင်လေးများနဲ့မြောင်းနီတို့တားအဖားကြီးအရေးအောက်မှာလုံလုံချုံချုံနေခဲ့တော့ဖြူလုံးသည်လူတကာနဲ့စကားများများပြောပြီးမျက်နှာချိုးရမှလည်းမဝေမရဖြစ်နေသေးသည်အလုံးလုံးကြီးဆိုတော့လောက်ဖူးလောက်စရှိသူတွေကိုစုံစမ်းရသည်ပျော်စရာကောင်းတာလည်းရှိစိတ်ညစ်စရာလည်းရှိပါ့ ။စိုင်သိန်းတို့ပြန်ရင်နောက်ကလိုက်လာတဲ့ရံကိုရှင်းရတာစိတ်ညစ်စရာအကောင်းဆုံးပဲ။ဟိုစိုင်ကိုတချို့ကပြောတော့အခါဖြူလုံးကကြောက်နေမိပြန်သည်။ဘာကြောက်ရရှိလဲဖြူလုံးရဲ့။သူတို့မှဆောင်းချောင်းမဲ့သူတွေမရှိတော့နင်းရွတ်ကအမြဲဆောင်းချောင်းနေမှာပါ။ဖြူလုံးဒီမြောက်နေကိုအာကိုအသိမကိုအသိအကြာကြီးစဉ်းစားနိုင်ခွင့်ရှိတော်လေ။အလုတ်လုတ်ဖို့မလုတ်ဖို့အတွက်ကတော့အကြာကြီးစဉ်းစားနိုင်ခွင့်မရှိပါ။ အဖေဆိုစေဘူမောင်လေးတွေကြောင်းစရဲ့အိမ်စရဲ့အတွက်အလုံးလုံးရံပထမဦးဆုံးဆုံးဖြတ်လိုက်သည်ဖြူလုံးအလုံးလုံးမြေဆိုတော့မြောင်းနေကဖြူလုံးအထွဲ့အင်းညီနဆဝယ်ပေးသည်တစားကအဝါရောင်တစားကအစိမ်းရောင်ဖြစ်သည်ဖြူလုံးရဲ့အကြိုက်ဆုံးသောအရောင်သည်အစိမ်းရောင်ဖြစ်ပြီးမြောင်းနေအကြိုက်ဆုံးသောအရောင်ကအဝါရောင်ဖြစ်ပါသည် သူများတွေတတ်မှတ်တယ်လို့အပြာရောင်ကတစ္ဆာတရားရဲ့အရောင်ပန်းရောင်ကအရှိရဲ့အရောင်ဒီလိုမျိုးတွေကိုလည်းငါမသိပါဘူးမိဖြူရဲ့ နင်းရကြိုက်နဲ့ငါကြိုက်နှစ်မျိုးစဉ်းစားပြီးဝယ်လာခဲ့တာနင်းအလုံးဝင်တဲ့နေ့မှာဝှက်ဖို့ပေါ့အဲ့ဒီနေ့မှာငါကိုတခါတည်းအဖြစ်ပေးကြည့်ရင်တော့အဝါရောင်လေးဝှက်ခဲ့ပေါ့ဟဲ့ငါတကယ်ပြောတာဖြူလေးပြောင်းတာမဟုတ်ဘူးသိလားအခုတော့အဝါရောင်ဒီဖြူလုံးကြီးဘဝအကွေပြောင်းတစ်ခုအတွက်အချက်ပြသည့်အကြောင်းဖြစ်တော့မည်ထင်ပါရဲ့အခန်းကမိဖြူဓာတ်ိတ်ပေးတာစောင်းဆိုလို့စောင်းလိုက်ရတာဟာတော်တော်နဲ့ ရောက်မလာတော့စိတ်ပူပြီးဆင်းလိုက်လာတာငါလည်းမောမောနဲ့ထိုင်ရင်အတွေးလွန်နေတော့ပါဟာဟဲဖြူလေးနင်နင်တိတ်လာပါလားငါ့ကိုအဖြစ်ပေးတယ်ဗောနင်နင်ငါ့ကိုရှစ်တယ်ဗောဟုတ်လားဟာငါအရန်ဝမ်းတာပဲအရန်ဝမ်းတာတာပဲမိဖြူရဲ့မြောင်းညီကလှေကားတဲ့ဗောခုံပေါက်ပြေးလွှားဆင်းသွားပြီဖြူလုံးကြီးလက်ကိုဖောက်ဖောက်ဆုပ်ကန်၍မိဖြူနင်အဝါရောင်နေဝက်လာတယ်နော် နေငါကိုရှစ်တယ်ပေါ့ဟုတ်လားမိဖြူဟာဖဲစမ်းမအောင်ဟဲ့နေကလည်းပြာနောက်နေတာပဲနေဝက်ခက်ဆိုတော့ငါဝက်လာတာပေါ့အိုးငါကငါကိုရှိရင်အဝါရောင်လေးကိုဝက်ခဲပေါ့လို့ပြောခဲ့တာလေဝက်ကိုဝက်ရမယ်တော့အမိန်ပေးတာမှမဟုတ်ပဲဖြူလုံးကမျက်စောင်းဝင်လျက်ဖဲဒါဆိုအစိမ်းရောင်ပြန်လဲအောင်မယ်အိုးအခုမှတော့ဘယ်ရမလဲနေညာလို့မရတော့ဘူးကဲပြော နေစမ်းမအောင်ဟာအဲ့ဒီနောက်ဘယ်တော့မှပြောပြောရပါတယ်လေအဖိုးကြီးဖွားကြီးဖြစ်တဲ့အထီးတည်းပြောလို့ရတယ်အရေးကြီးတာအရင်မေးစမ်းပြရစီဦးငါဒီကနေ့အလौဆဝင်ရမှာတေချာရက်လားအေးလေအဲ့ဒီကိုအခုသွားကြမှာပေါ့ဆိုင်ဖွေးဖြစ်ရင်တော့လောက်ရမှာအသေးချာပဲငါကိုသူတို့ကဂတိပေးပြီးသားလာဟာငါတို့ကားလမ်းဘက်ကိုဆင်းပြီး တောင်ပြက်လမ်းအတိုင်းချောင်းရင်းနဲ့လေကားဘက်ကိုသွားရအောင်ဆိုင်တွေကအဲ့ဒီဘက်မှာစောက်မှာဆိုလားပဲ။ နနကင်းနေကြီးတို့ကပြက်ပြက်ကလေးပူလာသည်မှုံဝါးဝါးမျိုးတို့လည်းပြဲစားပြူလာ၏စိမ့်ပြပြနဲ့ခရမ်းရောင်တန်းသောချမ်းတောင်တန်းကြီးတွေပေါ်မှာတော့မိုးသားတွေညွန့်နေသည်တဖြည်းဖြည်းနဲ့ဓာလီကားဘက်သို့ရောက်လာ၏ကားရောင်တုံရက်နေသောနေရာအနီးတစ်ဝိုက်မှာတော့ဘာဆိုင်ဘာဆိုင်ကမ်းအမှမတွေ့ရပါတောင်ဆောင်မှာတော့ကြော်ညာဆိုင်ပုံကြီးများကိုခန်းထားစွာတွေ့ရသည်မော်ဒန်ဟိုတယ်ဝတ်တန်ဦးတိမ်ဖြူမန်းအေယာဘီနတ် လက်ကီးဟိုတယ်ဟိုတယ်ကြောင်ညာများကိုကြည်ပြီးမြောက်နီကတွေ့လာမိဖြူငါတို့ငငယ်တုန်းကဆိုရင်ဖျားဘူးတွေဟာအတိမရှိရင်ဖုံးကြီးချောင်းချပြီးတဲရတာအခုတော့ပတ်စံရှိရင်ဟိုတယ်ကြီးတွေမှာစတိုင်နဲ့တဲယုံပဲနေနဲ့ငါနဲ့ဟန်နီမူးတွေထွက်ရင်လဲအဲ့ဒီလိုဟိုတယ်ကြီးတွေမျိုးမှာတဲနိုင်အောင်ကိုယ်တကယ်ကစူတောင်းရမယ်နေကလည်းတိတ်စိတ်ကူးရင်တာပဲဟာစိတ်ကူးရင်တာကတန်ပါတယ်ဟာပတ်စံမပေးရဘူးနောက်ပြီးကိုယ်စဉ်းစားနိုင်ရင်စဉ်းစားနိုင်သလောက် အပြန်သားနေလို့ရတယ်စိတ်ကူတိုင်းဖြစ်မလာတော့စိတ်မပြတ်ဘူးလားဟင် မပြတ်ပါဘူးငါနားမှာနင်ရှိရင်ဘာဖြစ်ဖြစ်ငါစိတ်မပြတ်ဘူးဖြူလုံးကမြောင်းနီလက်မောင်းကိုစိတ်ဆွဲပြီးအပြောကောင်းရင်အကောင်းပြောရင်လာလာမဖောက်နဲ့နော်အင်းကြီးအဝါရောင်ဝဲပြရုံနဲ့တဲ့ဆန်းဆန်းပြပြတွေလည်းစိတ်ကူရင်မနေနဲ့အောင်ငါမှယောက်ျားอยู่ဖို့ဘာမှအစင်းစင်းမဖြစ်သေးဘူးအရေးကြီးဆုံးကအဖေပဲခတ်လိုက်တာ ဖြူလုံးရဲ့နင်းကလည်းဘာမှတွေးပြီးမပူပါနဲ့ နေနဲ့ငါကထွေထွေထူထူပြောနေရမယ့်သူတွေမှာမဟုတ်တာ နောက်ပြီးငါကနင့်ကိုတကယ်ချစ်ပြီးတကယ်တန်ဖိုးထားတာပါဟာအခုလိုအဖြစ်ပေးတာကိုပဲနင့်ကိုကျေးဇူးတင်သေးတယ်ဖြစ်ရပြန်ပြီဘာလို့ကျေးဇူးတင်ရတာလဲဟာစိတ်အေးရတော့ဟာနင်းကအရန်လှတယ်လေပြီးတော့စီးပွားရေးလည်းတိတ်ကြက်တဲနေတယ်မပြောကောင်းမဆိုကောင်းအလုပ်လုပ်ရင်နင်းတခုခုမှားသွားရင်ငါရင်ကျိုးရမှာအော်ပူတတ်တယ် အဖေတို့အမေတို့ပူပွင့်များခြံထားပါအောင်ဟာတကယ်တည်းငါမှအဲ့ရောက်ထိမိုင်မဲတဲ့သွေးတစ်စက်မှမပါပါဘူးကောင်းစုပ်ရဲ့နင့်ကိုမြန်မြန်အဖေပေးတာငါအတွက်အုတ်ထင်းသူလိုအပ်နေပြီလို့ယူဆတော့သိရဲ့လားဟင်ဒါဆိုနင့်မရှိဘူးပေါ့ဟာရှင်းလဲရှင်းလို့ပေါ့အနီးရဲ့ဘာဘာဘလို့ခေါ်လိုက်တယ်ပြန်ခေါ်ပါဦးရောင်လို့ဟေးရောင်လို့ညောင်းနီလို့ခေါ်ရမှာမှားသွားလို့ အခန်းချောက်ဓာတ်လေကားကြီးကငိတ်ငနဲ့တက်သွားတော့လှိုက်ခနဲ့ရင်တွေခုံသွားသည်ဖြူလုံးကမြောင်းနီလက်မောင်းကိုတင်းတင်းဆုပ်ကင်ထားကငိတ်ငနဲ့ရက်လိုက်တော့ရင်တွေတုံသွားသည်ဓာတ်လေကားတကဖွင့်လိုက်တော့အခါဖြူလုံး၏ပခုံးကိုဖတ်ထားသောမြောင်းနီဤလက်ကိုအသာတွန်းချလိုက်သည်အလင်းရောင်တွေဝင်းဝင်းထိန်လျက်ဇင်းကြံပလန်းနှင့်တစောင်းကြီးမှခန်းနာထဲဝါလာသည်မွေကြီးနှကောင်ထိမရောက်ဖြစ်တာကြာပြီဖြစ်တော့ဖြူလုံးအတွက်မြင်သမျှတွေ့သမျှအထူးအဆန်းဖြစ်နေသည် ဟာဘာမှလဲဆိုင်တွေအောက်မှလည်းမတွေ့ခဲ့ဘူးအခုလည်းမတွေ့ခဲ့ဘူးအရင်ကအေးဆိုင်ကြီးတွေအတုပ်ဆိုင်ကြီးတွေတော့မရှိတော့ပါဘူးဆူတောင်းပြေဖရာအစင်းသားမှာတော့ခေါင်းရွက်ပန်းတဲ့တဦးစားနှစ်ဦးစားသာတွေ့ရသည်မြောင်းနေလဲဟိုတတိကြည့်ပြီးငိုင်းကြသွားသည်ဒေါ်ကြီးမြတ်ကဒီနေ့ခေါ်ခဲ့လို့မှားတာပြီးခဲ့တဲ့ဆယ်ရက်လောက်ကတွေ့တာလေငါလည်းကိုစော်တို့နဲ့အလှတစ်ခုကိုဘီလိုရိုက်နေရတာနဲ့ထပ်ပြီးမရောက်ဖြစ်တော့ဘူး နင်ခဏနေခဲ့ပါလားမောနေမှာဆိုလို့ငါဟိုဘက်ဆင်းပြီးမေးလိုက်အောင်မယ်ပြီးရှက်ချင်းပြန်လာခဲ့မယ်နော်အေးပါမြန်မြန်လာနော်ပြောတာပြောလိုက်မိတော့လဲမြောက်နေကိုတန်ထားသွားသည်ဦးစီးဦးဆောင်လောက်ပြီးခေါ်လာသူ၏မျက်နှာက မကြီးရွက်ကလေးလောက်သာကြံတော့တော့ဖြူလုံးကပုံရွေးပင်အားငယ်သွားတော့သည်ဖြူလုံးကိုကြောင်းနေတော့ကစာမေးပွဲဖြေကနေတိုင်းစာမရလျင်မြောက်နေ၏မျက်နှာသည်ငကိုကပိန်ချောင်ချောင်ကလေးမှာပုံရွေးသေးသွားသလိုပါပဲ အခုခါများတွင်စူတောင်းပြည့်ဖျားစီကိုပြည့်တက်သွားပြီးလိုချင်သောစုတွေတတိကြီးတောင်းကြသည်ဖြူလုံးကဖျားချီကိုပြီးစူတောင်းရန်ကကုတံဖျားနီးတို့လှမ်းလာခဲ့သည်ရေအိုးစင်ကလေးကိုမြင်တော့ရေစာလာသည် ဖြူလုံးတို့ငငယ်ကလည်းဒီနေရာမှာရေအိုးစင်ကလေးရှိသည်စကိုင်းအိုးကြီးကြီးတွေကအမြဲရေပြည့်နေသဖြင့်စိုးနေသည် တောင်ဤထိတ်ဆုံးအရဲဆိုတော့လေကားလည်းအမြဲတိုက်နေသည် ရေအိုးကြားမှာစပားပင်ပေါက်ဆင်းခြင်းကလေးတွေနဲ့ရေအိုးကြီးအောက်မှာလည်းတဲဆွဆူကလေးကိုခင်းထားသည်တောက်ရွက်ကတော့အမြဲမရှိတခါတခါဝါဝဝင်းဝင်းကြေဖလာဖြစ်သည်တခါတရံယွန်းရေကွက်ဖြစ်ပြီးတခါတလေတော့ရိုးတန့်ချီချီနဲ့အုံမခွက်ဖြစ်နေတတ်သည်ယခုအချိန်မှာရေအိုးစင်ဟူ၍အတော်ချားနေပြီဖြစ်တော်လဲကကုတန်ဆောင်တန်းမှာတော့ရေအိုးစင်ကတော့အတော်ကိုခက်မိနေသည်ရေပိုက်ကောင်းကလေးတွေနဲ့တန်ကြိုးတန်လန်းပလတ်စတစ်ရေကွက်နဲ့ ရေပိုက်ကောင်း၏အထက်မှာတော့မှန်တချက်ရှိမှန်ကလေး၏ဘေးမှာအပြာရောင်စာတန်းကလေးရှိသည်မှန်ကြည့်ပြီးရန်သူမိအောင်ဖမ်းပါတဲ့အတော်စိတ်ကူးကောင်းကြတာပဲဟုတွေးပြီးမှန်ကြည့်ခြင်းစိတ်တွေကုံသွားသည်ရေပိုက်ကောင်းကိုဖွင့်ပြီးရေခေါ်ကလေးကိုအောက်ကခံလိုက်တော့လေရေကတစက်မှကြမလားရေပိုက်ကောင်းအားလုံးပြက်နေသည်လေဖြူတုံးသည်စူတောင်းပြဖရားတဲ့သို့ဝင်ပြီးနည်းနည်းရှ िख ိုး၍များများစူတောင်းနေသည်ပြီးတော့မြောင်းနီကိုပဲထိုင်၍စောင့်မျှော်သည် အခန်းခွနီမြောင်းနီမျက်နာမှာရွှေတွေဆူဆွဲနေသည်ရှေလန်းတွေနှင်းနေပြီဆိုကြတဲ့ကဖြူလုံးမကြိုက်ရှင်တော့ပြီအေးဆက်လေးကန်သောအမူအရာသည် ဖြူလုံးအတွက်မကောင်းတဲ့တင်းကိုသာယူဆောင်လာသည့်အရေးအယံဖြစ်သည်အချိန်ကတော့နည်းနည်းဆောင်းပါအောင်နဲ့ဖြူလုံးရဲ့ဆိုင်နေရာတွေကိုဘယ်နေရာမှာပေးမလဲတော့ရွေးနေပါပြီတဲ့နေရာရွေးပြီးဆိုင်ခန်းရဖို့စူးစမ်းထားပါတယ်တဲ့ဆိုင်ခန်းရတာနဲ့ဖွင့်ပြရင်နင်းအလုတ်ဆင်းရပြီတဲ့ ညောင်နီကမရေရာသောကိစ္စများကိုနဝင်ချိုး၍အားမငယ်အောင်စူးစမ်းပြီးပြောနေပေမဲ့ဟင်ငါကဖြင့်အခုတောင်အလုပ်ဆင်းရမှာလားလို့ဒါဖြင့်အကြာကြီးစောင့်ရတော့မှာပေါ့ဒုက္ခပါပဲဟဲ့စိတ်မညစ်ပါနဲ့ဟာငါတခြားအလုပ်တစ်ခုခုကိုလည်းမေးခဲ့ပါသေးတယ်ဟဲ့ဟုတ်လားဘာမှလဲဘာလို့ရမှာလဲဒေါ်ကြီးများလို့လည်းစဉ်းစားနေကြတယ်ဟာဆိုင်မဖွင့်ရခင်အချိန်အတွင်းစီးပွားရေးတစ်ခုခုပြောင်းကြည့်မလို့တဲ့ တရုတ်သားစင်းမှာမနက်ပိုင်းမုတ်သွားရောက်မလို့ဆိုလားပဲအထဲတွေယူပြီးတောစင်းမှာဆိုလားပဲသူအဖော်လို့ရင်နင်းလိုက်ပေးမလားဟင်းဖိုးလေးပါလေးတော့ရမှာပေါ့အေးလုံမယ်လေသူကသွားမှာတေချာလို့လားနင်းကလည်းဟာဈေးချိုတို့တရုတ်တန်းလို့မျိုးတဲကစတိုးဆိုင်ကြီးတွေမှာကောပြောမပေးနိုင်ဘူးလားအေးတခုခုပေါ့ဟဲ့နေပါအောင်ဟဲ့နင်းစရာကငါ့ကိုမျက်နှာဖုံးပုံရိုက်မယ်ဆိုအဲ့ဒါကရောပတ်စံမရဘူးလား နောက်ပြီးနန်းချစ်စင်းမှာဈေးရောင်းရမလားဟင်အင်းလေစဉ်းစားရမှာပေါ့တခုခုတော့ဖြစ်လာမှာပါနင့်မှာပတ်စံဘယ်လောက်ရှိလဲပန်းဖို့အရင်ရှိရင်ငါဒီမှာပဲဘန်းရွက်နဲ့ပန်းရောင်းရမလားဖြူလုံးရယ်စိတ်အေးအေးထားပါနင်းလည်းစိတ်မပူနေပါနဲ့ငါအနည်းအတွက်အသိဉာဏ်ဆုံးအလုပ်ရအောင် ရှာပေးမယ်တခုခုပေါ့ဟဲ့တင့်တော်ရတခုခုပေါ့ ြူလုံးနှင့်မြောင်းနီတို့တောင်ပေါ်မှပြန်ဆင်းသည့်ချိန်တွင်မီးပြတ်သွား၍ဓလေကားကြီးလည်းအနားယူနေရှိပြီကိုချေတော့ကိုကိုအားကိုရေပြန်ဆင်းခဲ့ကြ၏အစင်းလန်းကလိမ့်ကြမည်ဆိုသောကြောင့်စကားမပြောပြကြတော့ပဲတယောက်ကိုတယောက်ထိန်း၍ဆင်းလာခဲ့ကြသည် ရှင်သေးကြီးနှကောင်ဤရှေရင်သို့ရောက်ခဲ့သည့်အထိပေါ့ဝင်းဝင်းမြင့်နန်းတော်ကြီး1995ခုအဝါရောင်မန္တလေးဝိထုတော်မှဟုတ်ကဲ့ပါခင်ဗျာဝိထုတော်တွေကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှအချိန်မီပြီးဝင်ရောက်နားဆင်အားပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ